အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့မင်းညတို့ကတောင်အမေရိကဆိုခြေစပွဲဖြစ်အာဂျင်တီးနားနဲ့ဘရာဇီးလ်တို့ဂံခဲ့ကြတယ်။အိုက်ပွဲပြီးတဲ့အတွင်းမှာရောပွဲမတိုင်ခင်မှာရောပွဲပြီးမှာရောပြဿနာတွေအများကြီးဖြစ်သွားတယ်။အဓိကတော့ကစားမားတွေဂျာတသိန်းနဲ့တသိန်းကြားမှာအနိုင်ရလိုစင်စိပြင်းထန်တဲ့အခြေအနေကနေတယောက်နဲ့တယောက်အားပြိုင်ကြရဲ့အချင်းပြမှုတွေအများကြီးဖြစ်သွားတယ်။ ပွဲကတကယ်ကိုပွဲချမ်းတပွဲဖြစ်ခဲ့တယ်ကျွန်တော်မျော်လင့်ထားတာထက်ကိုပိုပြီးတော့တူတင်ကူတင်အကျိတ်နဲ့ကစားရမယ်လို့မျော်လင့်ထားပေမဲ့တကယ်တမ်းအာဂျင်တီးနားကထိုးတဲ့ဒိုမိနိတ်လောက်သွားပြီးတော့ဘရာဇီးလ်ကကိုပြေရှုံးသွားတယ်အဲ့နောက်ဆက်တွဲအနေနဲ့ဘရာဇီးကစားမတွေတော်တော်များများအိုက်ပွဲရှုံးပွဲနဲ့ပတ်သက်လို့တိတ်လန့်မခံစားဘူးလေဆိုတော့အာဂျင်တီးနားကအဝါကက်စုစုပေါင်း၅ကက်ပြခံရတယ် ဘရာဇီးကဝါကတ်၅ကတ်ပြတ်ခံရတယ်ဒါကဒီနှသိန်းရဲ့ဖြစ်လေဖြစ်တာရှိတဲ့ပုံစံပဲဒါပေမဲ့အဓိကကဒီပြဿနာတွေအစားကရဖီညာဆတာပေါ့လေဆိုတော့ကျွန်တော်ဘလုံးပွဲတွေတပွဲမှာ အနိုင်ရဖို့ငါတို့ပြိုင်ပတ်ကွင်းမှာငါတို့ဘလို့အနိုင်ရအောင်ယူမယ်ငါတို့အနိုင်ရဖို့အတွက် လုံလောက်ပြီဆိုတဲ့ကိုယ့်အသင်းကို motivate လုပ်သူလူပြအသင်းကိုဒါငါတို့နိုင်မယ်လို့ယုံကြည်မှုအပြည့်နဲ့ပြောတဲ့စကားထက် ရာဖီညာက F word တွေကိုပါတောင်းလိုက်တာကိုဆိုပြောချင်တာကအဲပွဲမတိုင်ခင်ပါဘူးဒီကအာဂျင်တီးနာသားတွေကိုအာဂျင်တိုင်းမြေမှာ F word ထည့်တော့ပြီးတော့အနိုင်ယူမယ်ဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့ချိန်မှာအာနာဆာမှာကစားနေတဲ့ဘရာဇီးကိုမှဘန်တိုကလည်းငါတို့ကဘရာဇီးဖြစ်တယ်ဒီပွဲကငါတို့တေချာပေါက်နိုင်မယ်ပွဲဆိုတော့ဒီနေရာမှာအသင်းကောင်းဆောင်ဖြစ်တဲ့မာခီညောကတော့ဒီပွဲကငါတို့အတွက်အနိုင်ရဖို့အချိန်တန်လာပြီလို့ဆိုခဲ့ပြီးတော့မတီးယပ်စ်ကူညာလည်းပြောတယ်ဒါပေမဲ့ပြောတဲ့အထက်မှာကျွန်တော်ပြောချင်တာကဗျာ ငါတို့ကဘရာဇီးပြစ်လို့ငါတို့နိုင်ရမယ်ငါတို့နိုင်ဖို့အချိန်တက်ပြီဆိုတဲ့ပုံစံမျိုးတွေငါဒီသိန်းနဲ့တွေ့တိုင်းကရလက်ကောင်းတယ်ဆိုတဲ့အခြေအနေကတာမန်ပဲဗျဒါပေမဲ့ပရိုဖင်ညာနည်းနည်းလေးဖောင်းသွားတယ်ခါပြီးတဲ့ပြိုင်ပတ်နိုင်ငံဖြစ်နေတဲ့အချိန်မှာ तू ကဘရာဇီးက recently မှာလည်းစတိုက် struggle ဖြစ်နေချိန်မှာ तू ကအဲ့လိုမျိုးပြောတဲ့အခါမှာပွဲအတွက်မှာ तू target ထားခံရတယ်နောက်ဆုံးဘာဖြစ်လဲအာဂျင်နာပြည်သက်တွေကရောကစားမတွေကပွဲပြီးမှပရိုဖင်ညာကိုလှောင်ပြောင်အောင်ပွဲခံသွားတယ်ဒါကတပိုင်း ဒါပေမဲ့ဒီနေရာမှာပွဲအတွင်းမှာ Vinicius Junior ပေါ့လေ Vinicius Junior ရော Rodrigo ရောဖြစ်တယ် Rodrigo ဖြစ်ရကတော့ထားပါတော့ကျွန်တော်ကလက်ခံလို့ရတယ် Rodrigo ကတော်တော် Brazil မှာ under player တယောက်ဖြစ်တယ် humble ဖြစ်တဲ့ကစားသမားတယောက်ဖြစ်တယ်ဒါ Rodrigo ကဒါပေမဲ့ Leandro Paredes နဲ့ဖြစ်တဲ့အချိန်မှာသူတို့နည်းနည်းလေး clash ဖြစ်ပြီးတဲ့အချိန်မှာ Rodrigo ကမင်းကတော်တော်လေးဆိုးတဲ့ player ဖြစ်တယ်တကယ်ကို off ဖြစ်တယ်ဆိုပြီးတော့ကစားသမားကိုနှိမ်လိုက်တယ်ဗျာ နေနေအဲ့လိုပုံစံမျိုးပြောနေတာပေါ့ဗျာအဲ့ချိန်မှာ Paredes ကပြန်ပြောတယ်ငါကကိုပါအမေရိကဖလားနှလုံးရတယ်ကဘာဖလားနှလုံးရတယ်မင်းက0ပဲရတယ်ဆိုနှစ်ခါပြောလိုက်တယ်ဆိုတော့ဒါကတယောက်ကပြောတယောက်က response okay တယ်ဒါပေမဲ့ Vinicius Junior ကအခုပြိုင်နေတာကနိုင်ငံတကာလက်ရွေးစင်ပြိုင်ပွဲဒါပေမဲ့ Vinicius ရဲ့ပြဿနာက La Liga မှာပွဲကြီးကြီးပိုတည်တယ် Real Madrid ပြည်သက်တော်တော်များများလဲသူ့ကိုကြိုက်တဲ့သူရှိတယ်မကြိုက်တဲ့သူရှိတယ်အထူးသဖြင့်ခြေစွမ်းကိုကြိုက်တယ်ဗျစိတ်သက်ပိုင်းဆိုင်ရာနဲ့ attitude ကိုမကြိုက်တဲ့သူလည်းရှိတယ်ဆိုတော့ နီးပြအန်ချလိုတီကိုတိုင်သူ့ကိုပြဿနာဖြစ်လို့ထုတ်နေဆိုတော့အန်ချလိုတီကြောင့်ကလန်ဒဆာလုံနေတဲ့ကစားမမျိုးကသူကအာဂျီနာကစားမတွေကိုမလုပ်လဲသူကငါချန်ပီယံလိဖလားနှလုံးရတာတယ်မင်းတို့မရထားဘူးဆိုတဲ့ပုံစံပဲအခုကန်နေတာကကမ္ဘာဖလားပြိုင်ပွဲရဲ့ချစ်စစ်ပွဲနိုင်ငံလေဝေးစင်အသေးအတွက်ကိုစားပြုတဲ့ပွဲဖြစ်တယ်ဗျာပွဲဖြစ်တဲ့အတွက်ကြောင့်သူကသူ့မှာချန်ပီယံလိဖလားနှလုံးရှိတယ်မင်းတို့မှာမရှိဘူးအဲ့ဒီ mentality ကကြတော့ဘာကြောင့်လဲဆိုတော့သူကအဲ့ဒီ individual superstar တွေကိုရဖို့တော့ခက်တယ်ဗျာဘာကြောင့်လဲဆိုတော့ လာမတယောက်ကသူချန်ပီယံလိဖလာရတာကျွန်တော်လက်ခံတယ်တကယ်လေးကောင်းတယ်ကြားတဲ့ပြိုင်ပွဲနှစ်နှစ်လုံးကသူတော်တော်ကောင်းတဲ့နှစ်လက်ခံတယ်ဒါပေမဲ့ပြိုင်ပွဲမတူတဲ့ပြိုင်ပွဲတစ်ခုမှာငါဒီကလာရထားပါတယ်ဆိုထထကြွားနေတဲ့အချက်ကတော်တော်ဆိုးတယ်ဟုတ်ဆိုတာကသူတို့ကြွားတဲ့သူတွေကတစ်ဖက်ကကမ္ဘာဖလားနဲ့ကိုပါအမေရိကကို back to back ရထားသလိုကိုပါကိုနှလုံးအောင်ရထားပြီး total 3လုံးပြ finalism ကိုပါထက်တွက်ရင်4လုံးအောင်ရထားတာဒီသားမတွေအကုန်လုံးက4လုံးအောင်ရထားတယ်ကစားမတွေတော်တော်ပြောတယ်နောက်တစ်ခုက Ronaldinho အမြဲပြောတယ်ဗျာ သူဘရာဇီးကစားမတွေက humble လုံးဝမဖြစ်ဘူး။နောက် Venetia ကတော့ပွဲပြီးမှသူဝင်ခံတယ်။ကျွန်တော်တို့ Brazil က Argentina နဲ့ကွဲမှာလုံးဝကို ဆိုးဆိုးဝါးဝါးကစားခဲ့ကြတယ်ကျွန်တော်ဘာမှမလုပ်ခဲ့နိုင်ခဲ့ဘူးတို့နိုင်ရဖို့အတွက်ထိုက်တန်တယ်ဒါပေမဲ့ကျွန်တော်ဒီထက်ပိုကောင်းအောင်ကစားနိုင်ခဲ့တဲ့နဲ့ဒါဟာကျွန်တော်တို့အတွက်တကယ်ကိုဆိုးဆိုးဝါးဖြစ်ခဲ့တယ်လို့ဆိုတယ်ဒါပေမဲ့ရော်နယ်ဒီညိုကဘာပြောလဲဆိုတော့လက်ရှိဘရာဇီးအသင်းကိုကြည့်ရတာဒီ recent ဒီမှာပေါ့လေအသင်းဟာကျွန်တော်တို့အရင်တုန်းကအသင်းမျိုးနဲ့လုံးဝကိုမမတ်မိတဲ့အချိန်ကအကုန်လုံးက band average player တွေကြီးပဲဖြစ်ပြီးတော့ကစားမရရ major ပြိုင်ပွဲတစ်ခုကိုဝင်တဲ့အခါမှာပူဆွဲဖို့မပြောနဲ့ ်ဆီမီဖိုင်နယ်အဆင့်ကျောက်ဖို့တော့မသေးကြတဲ့အခြေအနေနဲ့ဒါဟာပွဲတစ်ပွဲကိုအနိုင်ရဖို့အတွက်လုံလောက်တဲ့အရေးသွေးမရှိတော့ဘူးဘရာဇီးကဒီလက်ရှိအနေထားကပျောက်ဆုံးသွားပြီဆိုပြီးပြောထားသူသူပြင်းပြနဲ့ဝေဖန်ထားတယ်ပြီးတော့မှသူပြန်လျှော့သွားတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာလည်းဘရာဇီးသားမတွေရဲ့ attitude ကိုသူပြောတယ်ဆိုလက်ချက်ကစားမတွေပြောတာလည်းမှန်တယ်ဗျဒီလိုမျိုးပုံစံမျိုးဒါအမြင်နဲ့ဖြစ်နေမယ်ကျွန်တော်ပြောချင်တာကဗျာလေဆသွားတိုက်တယ်တိုက်တဲ့အချိန်မှာတိုက်တဲ့တိုက်တဲ့အသင်းကလည်းမဟာပြိုင်ဘက်အသင်း အဲ့ချိန်မှာမှ recently defending champion ကိုသုံးဆုရထားတဲ့အသင်းဖြစ်နေတော့သူတို့တိုင်ပတ်သွားတယ်ဒါပေမဲ့ပြောချင်တဲ့ပြဿနာက Vinicius Junior ဟာအနာဂတ်မှာကျွန်တော်တင်တော့အနာဂတ်မှာလည်းဘာလို့တော့ဆူရဘူးခတ်တယ်သူက clear Mbappe နောက်ရောက်သွားပြီ Real Madrid ဒီရဒီမှာအောင်မြင်မှုရရင် Vinicius Junior မရအောင် Mbappe ပဲရမှာဘာကြောင့်လဲဆိုတော့ Mbappe က athlete ဆို humble ဖြစ်တယ်ပြီးရင်သူလည်း world champion ပဲဗျာသူလည်းအောင်မြင်မှုတွေယူထားတဲ့ကစားသမားတစ်ယောက်ပဲဒါပေမဲ့မောင်မောင်ကျော်ကျော်မရှိဘူးဗျာ ဗင်နီရှက်ဂျူနီယာကမဆိုင်နဲ့ပြိုင်ပွဲဥပမာသူလာလီဂါပွဲတွေမှာဆိုအဆုံးသက်ငါးရီမတ်တွေမှာကစားနေတယ်။မင်းကဒီအသက်မှာကစားနေတယ်တို့ငါးဒီလိုဖြစ်တယ်။သူခဏခဏလှုပ်တယ်။ခဏခဏလှုပ်တယ်။အဲ့လိုမျိုးတွေကမလှုပ်သင့်ဘူးဗျာ။ရိုဒရီကိုဖြစ်ရတော့ကျွန်တော်တောင်းတော့မပြောဘူး။ရိုဒရီကတောင်းတော့လှုပ်လေးလှုပ်ထားလည်းမရှိဘူး။ရှားတယ်ဗျာ။အေးစေးစေးကစားတယ်။တကယ် under rate player တယောက်ဖြစ်တယ်။ဘောလုံးပွဲတွေမှာအဲ့လိုမျိုးအားပြိုင်တာကျွန်တော်လက်ခံတယ်။ပြိုင်လို့ရတယ်ပြောလို့ရတယ်။ဒါပေမဲ့တူညီတဲ့ပြိုင်ပွဲကိုသူတို့နှိုင်းရှင်တူညီတဲ့ပြိုင်ပွဲငါမင်းထက်ပြိုင်ပွဲမှာငါပိုကောင်းအောင်ကစားထားတယ်။ဟေးအဲ့ဒါမှန်တယ်။ဒါပေမဲ့ မားနေတဲ့ဟာကြီးမတူညီတဲ့ပြိုင်ပွဲထားပါတော့ယူရိုပါလိမှာချန်ပီယံဖြစ်တာကိုချန်ပီယံလိမှာချန်ပီယံဖြစ်တယ်လို့သွားလို့လို့မရဘူးလေငါယူရိုပါလိမှာဖလားသုံးလို့ရတာလို့သွားလို့မရမော်ရီညိုလောက်တာကျွန်တော်မပြောဘူးလက်ခံတယ်ဂျူဗန်တက်ပိသက်တဲ့တွေ့ရင်ငါကဖလားသုံးလို့ရထားတယ်လက်ခံတယ်ချန်ပီယံလိပြိုင်ပွဲစိန်ကွန်ပတီရှင်ပရီးမီးယားလိကိုရောက်တဲ့ချိန်မှာငါပရီးမီးယားလိဖလားသုံးလို့ရထားတယ်ပြက်တာမရှိဘူးမှန်တယ်ဒါပေမဲ့တချို့ဟာတွေကျတော့ပါတယ်ဗျာဆို ဘရာဇီးကအခုရော်နယ်ဒီညိုဝေးပန်တာတကပုံးသားပဲတကယ် bad average player တွေကြီးပဲလေဝင်းစီအသင်းကိုရောက်လာတဲ့အချိန်မှာ Vinicius Junior နဲ့ Rodrigo ကတကယ်တော့လေဝင်းစီအသင်းမှာမဖြစ်နေလဲဆိုတော့သူတို့ကတော်တော်ကိုဆူဆူဝါးဝါးဖြစ်နေတာသူတို့ရဲ့ performance ကလေဝင်းစီအသင်းရောက်တဲ့အခါမှာ Vinicius က39ပွဲမှာဘရာဇီးမှာ6ဂိုးသွင်း6ဖန်တီ Rodrigo က33ပွဲမှာ9ဂိုးသွင်း2ဖန်တီပိုဆိုတာက Vinicius ကချစ်စပွဲတွေအားလုံးမှာ2ဂိုးပဲသွင်းမှုတယ်ဆိုတော့သူက အလုံးနဲ့တက်တည်ပြမယ်အစားလေနဲ့တက်တည်ပြလို့လေနဲ့တက်တည်ပြလို့မရတဲ့အချိန်မှာသူရင်းမထွက်မှရတဲ့အောင်မြင်မှုတွေကိုထုတ်ထုတ်ပြတယ်။သူရဲ့လည်းမဟုတ်ဘူး။ဘယ်သိမ့်မဖြစ်ဖြစ်ဂရာဖီညာဆိုလဲဒါသူကောင်းကောင်းသင်ခန်းစာရမှာကျွန်တော်ပြောချင်တာကအချောင်းလိုက်တာ အားချောင်းလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ပြိုင်ဘက်ကမလေးမစားပုံစံနဲ့ F word တွေသုံးတာကတော့ဘယ်သူမှလက်မခံဘူးဗျာဒါသဘောတရားကအာဂျီနာကစားမတွေလည်းဒီလိုမျိုးလုပ်တာတွေရှိတယ်ဥပမာ Emmy Martinez ဆိုရင်ပွဲအတွင်းမှာဒူးဘိုကိုတော့တော့တော့ပြီးလုပ်တာ Scaloni မကြိုက် Scaloni မကြိုက်ဘွဲဘီမာ Rafinha ကို Scaloni ဖတ်ပြီးတော့ Rafinha ကို Sportsmanship လို့ခေါ်တယ်ဗျာအဲ့လိုမျိုး Leonel Scaloni Sportsmanship လို့ခေါ်တယ်အဲ့ဒါက Rafinha လည်းတော်သူမာကောင်းမာဝနိုင်တယ်ဒါပေမဲ့ Scaloni က okay ပြဿနာအားလုံးကို countdown ဖြစ်ပြီးတော့သူဖတ်ပြီးတော့သူ A စစ်စစ်နဲ့အဆုံးသတ်တယ် ဒါကမှန်ကန်တဲ့လုံရက်အမီမာတီနက်စ်ကတော့ဒါကျွန်တော်အာဂျီနက်ကြိုက်တဲ့သူဆိုရင်တော့သူ့တော့တဲတဲလို့တခြားသူတွေဘူးမှမကြိုက်ဘူးသူရဲ့အန်တီသူကတော့နိုင်ငံအတွက်လုပ်တယ်ဒါပေမဲ့တခုရှိတာကမာတီနက်စ်ကသူ့ဘောင်ထဲမှာသူ့အတူလုပ်နေတယ်ဘောင်ထဲမှာဆိုပွဲအတွက်မှာသူ့အတူလုပ်တယ်ဒါပေမဲ့ဘဆိုင်နဲ့ဟိုက်ဒီရှောက်မလို့အဆူဗီလာမှာလည်းသူခဏနာလောက်တယ်ကျွန်တော်အာဆင်နယ်တွေ့တယ်သူခဏနာဖြစ်တယ်ဒါပေမဲ့ပရီးမီးယားလိမှာသူကကိုယ့်ထက်ကိုကောင်းအောင်လုပ်ပြတာဗျအာဆင်ပိတ်သက်ဖြစ်တယ်တိတိုင်သူကိုပိုကောင်းအောင်လုပ်ပြဘာမှလုပ်လို့မရဘူးဗျဘာမှသိပြောစရာမရှိဘူး ပူကောင်းအောင်လုပ်ပြသူနဲ့ကိုနဲ့ပြောနေတဲ့ conversation မှာသူထပ်ပူတော်အောင်လုပ်ပြသူထပ်ပူအောင်ကိုပူကောင်းအောင်လုပ်ပြသူထပ်ပူအောင်မြန်လုပ်ပြအဲ့ကိုစကားအကျိုးဝင်တယ်။ ਨੇ ပဲမတူတဲ့အနေထားနဲ့ငါမိထပ်ပူပြီးတော့လုပ်ပြနိုင်တယ်သူပြောလို့မရဘူး။သဘောတရားကအားဒါပေမဲ့အခုလောလောဆယ်မှာဘရာဇီးနဲ့အာဂျင်နာဟီးဖြစ်နေဆိုတော့ဘရာဇီးကတော့အခုကာလိုအန်ချီလိုတီကိုခံဖို့လုပ်နေတယ်။ဒါပေမဲ့ question ကဘရာဇီးပေါ်လို့လောကအကျိုးပြနိုင်မလား။ဘရာဇီးပေါ်လို့လောကအရင်လိုရောအကျိုးပြတောက်ပနိုင်မလား။အမှန်တိုင်းပြောရမသေးချဘူး။ ဘရူရဲ့ဂျူဒီဘာကိုဘရာဇီးဘောလုံးဖွဲ့ချုပ် AFA က suspect ဖြစ်နေပြီ။ तू အောင်မြင်ပါမလား။မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ဆိုတော့ Carlo Ancelotti ရဲ့ contract ကမတွင်းနဲ့2016ထိရှိနေ။ဒါပေမဲ့တကယ်လို့များအဆင်ပြေမှထုတ်ပြီးတော့ Ancelotti Real Madrid ထွက်တာနဲ့ Club World Cup ပြီးတာနဲ့ဘရာဇီးကခန့်ကျင်တယ်။ဒါက2026ကမ္ဘာဖလားတိုင်းမျိုးကြီးအတွက်ဆို question ကမန်နေဂါထိတ်တန်းကြီးပြတယ်ဆို humble ဖြစ်အောင်တည်ပေးဖို့လိုတယ်။ ။အချက်လို့တီလို့နီးပြမျိုးတော့ဘေးရှက်က client ဆန်လောက်တာဗျာ။ဒီခါမမရလူကမိုးထွန်းတဲ့သူ့ကြောင့်တော့စကားများသေးတယ်။ဒါမျိုးတွေပေါ့။ तू อ่ะ eye attitude ကိုမပြင်နိုင်ရင်ဘာလို့တော့စုတို့ရဖို့မရှိဘူး။အမှန်တိုင်းပြောရင်အခုအမ်ဘပေးရောက်လာတဲ့အတွက်ဘာလို့တော့စုကသူ့တော်မှုတော့အမ်ဘပေးတော့ပဲဖြစ်တော့မှာ။ဘာလို့ဆိုတော့ရင်းမတွေ့အောင်မြင်တိုင်းအမ်ဘပေးပဲ credit ရအောင်။ဘာလို့ဆိုသူ့တက်ပူကိုသွင်းတယ်သူ့တက်ပူလုတ်ပြထားတယ်။ Okay individual performer မှာအမ်ဘပေးတဲ့ venice ပူကောင်းကောင်းပူကောင်းနိုင်မယ်။ဒါပေမဲ့ဒီအခြေအနေတွေကိုကြည့်ရပြန် channel ဆက်ပဲတော့မမေမပြေဘူး။ အဲ့ဒါကစိတ်ချကျွန်တော်တို့အရင်တော့ theory on ratio ရှိအရန်ကောင်းတာပဲဗျာ2000နဲ့2000 3000ပေါ့98ကနေဇက်တိုက်ကောင်းတာဒါပေမဲ့အဲ့တော့ကသူကအမြင်ကတ်တဲ့ပုံစံဗျာဟူစီတောင်းကိုတော်တော်ပြီးတော့အချိန်သွားဆွဲတာအဲ့မိနစ်80ကျော်လောက်ပဲရှိချင်းပါအဲ့ဒါဘေးသက်တွေကိုသူ့အမြင်ကတ်စီအားကြောင့်မို့2003ခုနှစ်ဘာလို့တော့ဆိုမှာ never ကသူ့ကိုကြိုရသွားတယ်2000လေးဆိုလဲသူထိုက်တန်တဲ့နှစ်တပဲဒါပေမဲ့ဒီလိုမျိုးပေါ့လေအားကြောင့်မို့ဒါလက်ရှိမှာဘရာဇီးနဲ့အာဂျင်တီးနားအချိန်တွေကဘရာဇီးကအမှန်တမ်းပြောရအပြောင်းလဲမလုပ်ဘရာဇီးကတိုင်ပတ်မှာခြေစပွဲတော့အောင်ပဲ ်ဝေါ်ကက်လည်းသူတို့အချိန်ဝါကြောင့်ကွာတာတော့ရောက်မယ်ဒါပေမဲ့အဲ့ထက်ကြော်မှုမရှိဘူးအပြောင်းလဲတွေကတော့ပရစီလုတ်ဖို့လိုအပ်နေပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်